လုံးအလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကိုစလေးတခုနဲ့မိတ်ဆက်ပေးမယ် Echoes က MM Core Page မှာကျွန်တော်အများအားပြောနေတဲ့ Master Course ပေါ့နော်အဲ့တော့ဒီ course ကိုလေ့လာဖို့အတွက်အရေးအကြီးဆုံးတစ်ချက်က web design တရားလေးနားလည်ထားဖို့လိုတယ်မဟုတ်လို့ရှင်တော့မလေ့လာသင့်ဘူးပေါ့နော်မဟုတ်လို့ရှင်ဒီကိုမတက်လာနဲ့ဟောအောက်မှာ web design ကိုတရားလေးနားလည်အောင်လုပ်အောင်ပေါ့နော်ပြီးသွားမှအာ course ကိုဝယ်ဖို့စဉ်းစားပေါ့နော် sorry နောက်တစ်ချက်ကပါလဲဆိုတော့ အဲကျွန်တော်အခုခဏနေကျွန်တော် course online တွေစက်ပြောမယ်အဲ course online တွေကိုတခြားလေးကြည်ပါအဲ့ဒါတွေကြည်ပြီးတော့ကိုယ်နဲ့ကိုယ့်ရဲ့လိုအပ် channel တကယ်ကိုက်ညီပြီးဆိုမှအာ course ကိုဝယ်ယူဖို့စဉ်းစားပါပေါ့နော် ပြီးရင်ဒီ course နဲ့အတူကျွန်တော်က basis to event node js ဆိုတဲ့ course ကိုကျွန်တော်ခမ်းမဲ့ပေးမယ်ဖြစ်နိုင်လို့ရှင်တော့အဲ့ဒီ course ကနေစပြီးတော့လေ့လာစီခြင်းနဲ့ပေါ့နော်အဲ့ course ကနေစပြီးလေ့လာဘာဖြစ်လို့ဆိုတော့အဲ့ထဲမှာဒီ node js ကိုတခါမှမလေ့လာဘူးတဲ့သူတယောက်အတွက်ကျွန်တော်အလိုဟို basis ကနေစတာပဲသူရဲ့ syntax တွေဒီ ess ပေါ့နော်အဓိကတော့ ess syntax တွေကအစကျွန်တော်ကစပြီးတော့သင်ပေးတာဆိုအဲ့ဒီကနေစပြီးတော့အာကြည့်စီခြင်းနဲ့ပေါ့နော်ပြီးတော့မှဒီ course ကိုလေ့လာပေါ့နော်ပြီးရင်ဒီ course မှာကျွန်တော်တို့အာ mini project တွေလည်းရ ေးရမယ်ပြီးတော့ရင်တကယ် main project လေးရေးရမယ်ကျွန်တော်ပြီးရင် VPS server မှာပေါ့နော် virtual private server ပြောတာ VPS server မှာကျွန်တော်ဘယ်လို deployment လုပ်မလဲဆိုတဲ့ဟာတွေအထိအာသင်ရမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ course outline မှာဘာဘာ course outline နေသင်ရမယ်တစ်ချက်အာကြည့်ကြည့်အောင် introduction မှာကျွန်တော်တို့ကဒါဒီ course နဲ့ပတ်သက်ပြီး overview ဒါ mix ထားတဲ့အာ chapter တခုပေါ့နော် နောက်တစ်ခုကကျွန်တော် Express GS ကိုကျွန်တော်ခုနပြောခဲ့တဲ့အစအနေကျွန်တော်စတင်ပြီးမယ်ဆိုတော့အာဒါ Business Express GS Express ကိုဒါ Business Syntax တွေ Environment Setup လောက်တာတွေပါနေတာလေအဲဒါတွေအကုန်လုံးသင်ရမှာပေါ့နော်ပြန်တော့ advance expect ဆိုတာ expect နဲ့ပတ်သက်ပြီး cookie ကို session တို့ fire upload လုပ်တာတော့အဲ့လို advance လို feature တွေပေါ့နော် expect နဲ့ပတ်သက်ပြီးဒီမှာလည်းတခြား third party package တွေလည်းအာတခြားလည်းတင်ရမှာပေါ့နော် ပြီးရင်ကျွန်တော် MongoDB MongoDB ကလည်းအဲ့လိုပဲဒီ basis ကနေပြီးဟို aggregation pipeline တွေဖန်တီးတဲ့အထိအာနောက်ဆုံးဒီ SQL မှာဆို relation လောက်တဲ့ဟာတွေပေါ့နော်အဲ့ဒီဟာတွေအထိအာ MongoDB ကိုသင်ရမယ်ပေချာလေးသင်ရမယ်တခြားတခါမှမလေ့လာဘူးတဲ့သူတွေ့တော့နည်းနည်းလေးအခက်အခဲဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ပေချာလေး like ကြည့်လို့ရှင်တော့အာလွယ်တယ်ပေါ့နော် Okay အဲ့ဒီ chapter မှာဒီ MongoDB ကိစ္စတွေကျွန်တော်သင်ရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် Mongoose JS ပေါ့နော် MongooseJS ဆိုတာဒါ npm package တကူပေါ့ဗျာ live live ပေါ့နော် odm လို့ခေါ်တာပေါ့ဒီ package နဲ့ပတ်သက်ပြီးကျွန်တော်တို့ mongodb ကိုဘယ်လို query လုပ်မလဲဆိုတော့ဟာဒီအာအများကြီးသင်ရမယ်ပေါ့နော်ဒီ mongos.js မှာလဲပြီးရင်တော့ကျွန်တော်တို့ express နဲ့ဒီ mvc structure လေးတကူကျွန်တော်တို့အာဖန်တီးမှာပေါ့နော် model view controller ကိုပြောတာကြတော့အဲဒီ model view controller structure လေးတခုကိုကျွန်တော်တို့ကိုယ်တိုင်ဟိုအစကနေအဲ့လိုအဖန်တီးကြည့်မှာပေါ့နော်ပြီးတော့ရင်တော့အဲ့ဒီရဲ့ MVC ကိုသုံးပြီးတော့ကျွန်တော် ဒီ mini project လေးတစ်ခုဖန်တီးမယ်အဲ expand tracker ဆိုပြီးတော့ကျွန်တော်နာမည်ပေးထားတယ်ပေါ့နော်အဲ့ဒီ project လေး mini project လေးတစ်ခုကျွန်တော်တို့အာဖန်တီးရမယ်ပြီးရင်တော့ကျွန်တော်ဒီ client site ကိုရောက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ five ကိုကျွန်တော်တုံးထားတယ် create react app အမ်တုံးတော့ပေါ့နော်အဲ့တော့ vibe နဲ့ react နဲ့ဘလို့အာ environment ဆက်ဘလို့လဲအာ cli cli နဲ့ဘလို့တွားမလဲဆိုတဲ့ဟာလေးအာဒီ chapter မှာသင်ရမယ်ပေါ့နော် ပြီးတော့ဒီ React JS ကိုစာပြီးတော့သင်ရမယ်။အစားတော့ကျွန်တော်က React ကိုဟိုပြန်ပြီးတော့တွေးတဲ့ပုံစံမျိုးကျွန်တော်သင်ပေးမလို့စိတ်ကူတာဗျာဒါပေမဲ့အဲ့လိုမလုပ်တော့ဘူးဒီမှာ React JS ကိုနားမလည်လဲအဆင်ပြေတယ်အဲ့ဒီ React JS ကိုဟိုအစားအနေကျွန်တော်အာသင်ပေးထားရပါတော့ဒီ basic syntax တွေဘာတွေညာတွေဒီမှာဒီ chapter မှာသင်ရမှာပေါ့ဗျာနော်ပြီးရင်တော့ဒီ advanced level အာဟိုဟာတွေမကွန်တက်စ်တို့ဟုတ်တို့မီမိုတို့အာ use call ပဲဟုတ်တို့အဲဒီဟာတွေပေါ့နော်အများကြီးပြပြရဲ့ event events react js မှာလည်းအဲဒီဟာတွေလည်းအာသင်ရမယ်ပေါ့နော် PMD react router react router ဒီမှာတခုပြောချင်တာဒီဟာတွေဟိုအခုဆိုလို့ရှိရင်2020ဆုံးကြီး12လပိုင်းပေါ့နော်အခုချိန်ဒီ latest version တွေပဲကျွန်တော်တင်ထားပါတော့ real router လည်းဒီ version 6. ဘယ်လောက်လဲတော့မမှတ်မိတော့ဘူးဒါ latest version ကိုကျွန်တော်တင်ရမှာပေါ့နော်ဒီ single page application မှာ အာ page တခုနဲ့တခုဘယ်လို switch လုပ်မလဲဆိုတော့ routing system ပေါ့နော်အဲ့ဒီကိစ္စကိုအာသင်ရမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့အပေါ်ကတည်ထားတဲ့ဟာလေးတွေနဲ့အာ express နဲ့ကျွန်တော်တို့ဒီ API လေးတွေကျွန်တော်ရေးကြည့်မယ်ပြီးတော့ရင်အာဒီ client side မှာ react ကိုကျွန်တော်တို့တုံးပြီးတော့အာ educate session လေးပေါ့နော် shopping cart product list ပြမယ်အာပြီးရင် cart ထဲကိုဘယ်လိုအာထည့်မယ်ပြီးရင် calculation တွေဘယ်လိုလုပ်မလဲဆိုတဲ့ဒီ mini shopping cart application လေးတခုကျွန်တော်ဖန်တီးရမှာပေါ့နော် ပြီးတော့ authentication နဲ့ authorization အတွက်ပေါ့နော်ဒီ json web token လို့ခေါ်တာပေါ့နော် jwt အဲ့ဒီဒီမှာတော့အာ jwt okay jwt json web token ကိုကျွန်တော်ဒီ json json web token ဆိုတဲ့ package ကိုသုံးပြီးတော့အာကျွန်တော်တည်ထားတဲ့နည်းလမ်းတစ်ခုကိုဒါတင်ထားတာပေါ့နော်ပထမဆုံးနောက်တစ်ခုကတော့ခုနကပြောတဲ့အဲ့ဒီအဲ့ဒီ jwt ပဲအာသူရဲ့ ကျွန်တော်သိထားတဲ့နီလန်ဒုတိယနီလန်ပေါ့နော်ဒီမှာတော့ refresh token logic တွေ token rotate rotation လုပ်တဲ့ဟာတွေအဲဒါတွေသိချလေးအာသင်ရမှာပေါ့နော်နည်းနည်းတော့နည်းနည်းရှုပ်နိုင်တယ်ရှုပ်နိုင်တယ်ဆိုတာတခါမှအဲ့လိုမျိုးရှာဖွေမဖက်ကြည့်ဘူးဆိုလို့ရှိရင်နည်းနည်းမဟုတ်တော်တော်လေးရှုပ်နိုင်တယ်ပေါ့နော်သိချလေးတော့အာကြည့်ဖို့လိုတယ်ဒီ chapter တွေမှာပြီးရင်တော့ကျွန်တော်တို့ရဲ့ main project ကိုရောက်လာပြီ social blog app ဆိုတာကအာကျွန်တော်တို့က platform လေးတစ်ခုဖန်တီးပေးထားမှာဒီ platform ကိုအသုံးပြုပြီးတော့ user တွေက အာ article တွေလာပြီးတော့ရှင်းနိုင်ပါဘောเนาะအမျိုး category တွေလိုက်အဒီမှာမှ training article တွေကပါလဲ comment များလုံးပြီးနေတဲ့ဟာတွေကဘယ်လိုလဲဒီလိုပေါ့เนาะအမျိုးစုံကျွန်တော်တို့ဒီထဲမှာအဲ့လို feature တွေလည်းပါမှာပေါ့เนาะဒါကတော့ project ဒါလည်းမကြည့်ဘူးဒီဒီကိုကိုလေးလည်းမဟုတ်တဲ့အာ project တခုပေါ့နော်အဲ့ဒီအတွက်ကျွန်တော် back cam ဆိုတာ API ဖန်တီးတဲ့အပိုင်းပေါ့နော် extraction ကျွန်တော်ဘယ်လို API ဖန်တီးမလဲဆိုတဲ့ဟာဒီအာဒီ chapter မှာသင်ရမှာပေါ့နော်ပြီးတော့ရင်တော့ ဒီ social blog ကဒီ client site ကိုသွားမှာပေါ့နော် react နဲ့ file နဲ့ server လုပ်ပြီးတော့ကျွန်တော် single page application တကယ်အာ user တွေအသုံးပြုလို့ရအောင်ဒါဖန်တီးတဲ့အပိုင်းကိုအာသွားမှာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ရေးထားတဲ့ဒီ social blog app လေးကို DVPS server ပေါ်ကိုကျွန်တော်တို့ deployment လုပ်မယ်သွားတင်မယ် user တွေတကယ်သုံးလို့ရအောင်အာသွားပြီးတင်မှာပေါ့နော် MongoDB server လုပ်တာတွေဘာတွေညာတွေပေါ့နော်ဒီဟာတွေအကုန်လုံးဒီ chapter မှာပါမှာပေါ့နော် ပြီးတော့ဒီကျွန်တော်အခုတင်ပြလိုက်တဲ့ဟာတွေအပြင်နောက်ထပ်ဘာတွေဆက်ပြီးတော့လေ့လာသင်တာလဲဆိုတော့အာ road map ကလေးတခုကျွန်တော်အာချပေးချင်တာပေါ့နော်အဲ့ဒီဒီ chapter မှာအဲ့ဒီ road map ကိစ္စလေးတွေအာပါမယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဟိုဘယ် UI library က hot နေတာလဲ react နဲ့ပတ်သက်ပြီးတော့ပေါ့နော်အာကျွန်တော်ကျွန်တော်သဘောကျတဲ့ UI library ကဘယ်ဟာတွေလဲဟို python လေး python လေးလာတင်တာလဲအဲနောက်ထပ်ဟို react နဲ့ပတ်သက်ပြီးတော့ ခြားသောမှာ redex လို့ဟာမျိုး redex token လို့ဟာမျိုးခြားသော package တွေဘာတွေရှိနေသေးတာလဲဘာတွေစပီးလေးလာတင်တာလဲအဲအဲ့ဒီဟာတွေပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်အာထပ်ပြီးတော့ပြောပြပါပေါ့နော် okay ဒီလောက်ဆိုရင်တော့အာ overall အကုန်လုံးသဘောပေါက်လာပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်အခုဒီမှာပြထားတဲ့ chapter တွေနဲ့ကိုက်ညီတဲ့ဆိုမှ course ကို where you go choose ပါ okay အားလုံးပဲကျေးဇူးပါ